။ဘာကြောင့်မပြောသလဲ။ပြိဿစဉ်းစားကြည့်။ဒိဋ္ဌိတွေကိုကိုးကွယ်တဲ့အုပ်စုကဒီလိုလေးပြောအောင်။အမတ်တွေကိုခုနှစ်ပုံပုံကြည့်ရင်၆ပုံကဘာဖြစ်နေလဲ။မိစ္ဆာဒိဋ္ဌိတွေဖြစ်။တပုံနဲ့ပဲကောင်းအဲ့ဒါဒီအကောင်းစားတပုံကဘာမှမပြောရဲဘူး။ဒီလိုဖြစ်တာ။အဲ့ဒီတော့မှမင်းတရားကဟဲ့ဆရာစီဘကဘယ်နဲ့ကြောင့်ငြိမ့်နေသလဲပြောဟဲ့ ဆိုတော့မဘယင်ကပြောလို့အမိန်ပေးမှာနော်ဆရာကြီးဇီဝကထပြောမြတ်ဗုဒ္ဓရှိပါတယ်ဘယ်မှာရှိလဲအကျွန်ုပ်ဆောင်းလို့လူတန်းတာတယ်အမ္ဘဝနအကြောင်းတိုင်းအမ္ဘဝနဆိုတော့သေတော်အကျွန်ုပ်မျိုးဆောင်းလို့လူတန်းတာတယ်သေတော်ကြောင့်ဘုရားရှိနေပါတယ်အဲ့ဒီကြွားပါလားအေးချမ်းသွားမှာဘော ဲ့တော့လူမဲအုပ်စုက6စုသူတော်ကအုပ်စုက10စုအဲ့ဒါပဲပရိသတ်ရေအများရနိုင်တန်းဆိုရင်အဲ့ဒီလို6စုကနိုင်ကျင့်သွားတဲ့သူတော်ကောင်းတယောက်ဘာမှပြောနိုင်အဲ့တော့တောင်ချုံလိုက်တော့ဇီဝကဇီမံကျင်းနဲ့ဘေးမင်းကြီးဇာရသဇာမုတ်လာပြီနေ့ညချမ်းကာလမြတ်စွာဘုရားစီရောက်တာ ဒီလိုမြတ်စွာဘုရားကိုရမြတ်ကဆရာစီဝကရဲ့တဲ့ဥယျာဉ်မှာညာဥယျာဉ်ကြွလာတဲ့မင်းတရားကိုပြောလိုက်တာ သုံးလုံးပါပဲတစ်လုံးကမင်းတရားကာယကံပြစ်မှုဝစီကံပြစ်မှုတွေကိုပရိသတ်ရေသီလနဲ့ဆေးကြောရမယ်ကာယကံပြစ်မှုဝစီကံပြစ်မှုကိုဘာနဲ့ဆေးနောက်တစ်မျိုးပြောရအောင် ကာယကံမှာပြင့်မှု မရောက်အောင်ဝစီကံမှာပြင့်မှုမရောက်အောင်သီလနဲ့ထိမနောကံပြင့်မှုမရောက်အောင် သမာဓိနဲ့ထိမနောကံရဲ့ငြိမ်းချမ်းရေးကိုဗာနဲ့တည်ဆောက်မယ်ကာယကံဝစီကံသတ်ရှင်းရေးကိုဗာနဲ့တည်ဆောက်မယ်အေးနှလုံးသားတွေကအညစ်အကြေးတွေကိုကုံသွန်းအောင်ကတော့ဝိပဿနာပညာနဲ့ထောက်ရတယ်လို့ လီလာသမာဓိပညာအကျေတဝင့်ဟောအဲ့ဒီတော့မှအဇာသမင်းတရားနှလုံးသားမှာပြိဒါကြီးလီလာသမာဓိပညာအကုန်တီသွားတော့ရသော်ဘုရားတခါလဲသူထလျှောက်ဧဇယောမပန္တိဧဇာကမယတ္တပါလယတ္တမုံလယတ္တအကုသရတ္တမိဗန္တိဘဂဝံဣဇယံဣဇယတောပဋိကနာတု အာယတေသံဝရာယတပြိတော်မိုက်သဖြင့်မသိသဖြင့်လွန်ကျူးတံမိတဲ့အပြစ်တွေရှိပါတယ်ထောက်ပြောနေပြီနော်ဘယ်လိုဘယ်လိုပြောလဲမိုက်သဖြင့်ယတ္ထဘာလံယတ္ထမုံလံမသိလို့တွေ့ဝေလို့ လွန်ကျူးတာတဲ့အပြစ်တွေရှိနေပါတယ်ဆိုကြဲကသူမိုက်ပါတယ်ဆိုတော့သူဘာဖြစ်သွားလဲဝန်ခံသွားတယ်အဲ့ဒါသူတော်ကောင်းဖြစ်ဖို့လမ်းစပဲတမေပါနေဘဂဝါအိဇံအိဇံတော်ပရိက္ခနာတုအာတိသံဝရာယနာမလွန်ကျူးမိအောင်ဆောင်းချောက်ပါမယ်ဒီပြည့်မြတ်ဘုရားခွင့်လို့ပေးပါဘုရားဒီလိုပြောပြီးတော့ပါသေးတယ် ဣတရိယကာရဏပိတရံဟန္တဝါဓပ္ပဣတရိယကာရဏဣတရိယဆိုတာအာနာတကုအစိုးရအဲ့တော့အာနာတကုအစိုးရဒီကိစ္စတွေကိုမမုံးမိတဲ့အတွက်ကြောင့်အဖေကိုသတ်မိပါတယ်ဒါလေးသူဘာဖြစ်လဲဝန်ခံသွားတယ်အဲ့ဒါကြောင့်မိမိကိုယ်ကိုဘာဖြစ်လဲအဲမိမိရဲ့အပြစ်ကိုရှေးဥစွာဗါရဲလဲ ထောက်ပါပြီးဝန်ခံကြညာခြင်းเนาะနောက်တကအဲ့ဒီမျိုးကိုသီခံစီအကြောင်းခွင်တောင်းပါတယ်တောင်းပါပါတယ်လို့ဘာဖြစ်လဲကတော့ခြင်းเนาะတောင်းပါဝန်ချကတော့ခြင်းနောက်တကအာယတိသံဝရဒီစလုံးပြောဘာတယ်လဲနာမလွန်ကျူတော့ပါဘူးလို့ဂရိပြုခြင်းဘယ်နှချက်အဲ့ဒီ၃ချက်ပြုတ်လိုက်တာနဲ့ပဲအဇရသားဟာမင်းကောင်းတစ်ပါးပြန်ဖြစ်သွား မြတ်စွာဘုရားကိုရောမြတ်ကသူကောင်းတော်တဲ့အကြောင်းကိုစလုံးတစ်လုံးနဲ့ချီးမွမ်းတဲ့ဟောဒီဟိသမဟာရာဇာဟောဒီဟိသမဟာရာဇာဆိုတာကမင်းတရားအဲဒီလိုသာမင်းအပြစ်ကိုလည်းဝန်ခံမယ်မလွန်ကျူတော့ဘာဘူးလို့လည်းပဲအလားဂရီးပြုမယ်တောင်းပန်ခြင်းဝန်ချခြင်းကြောခြင်းနောင်မလွန်ကျူဘူးလို့ဂရီးပြုခြင်းဒီသုံးချက်မင်းလှုပ်လိုက်တဲ့အတွက်ကြောင့်ဟောဒီဟိသမဟာရာဇာ မာရသာမင်းတရနောင်ကြီးပွားလေးအောင်မယ်တဲ့ဒါပြောတယ်။နောက်ဘာပြောအောင်မလဲ။အဝိဇိကရေမရောက်ဘူး။ဇာရသဒီကနေ့လောကကုံပြီမှာပဲရှိတယ်။အဲ့ဒါကြီးပွားတာ။လောကကုံပြီမှာဘယ်လောက်ကြာမလဲဆိုနေ့7000ပဲခံရ။လောကကုံပြီငရေကနေ့7000ခံပြီးတော့လွန်မြောက်တဲ့အခါမှာသူဒီပြည့်စစ်ကဗုဒ္ဓဖြစ်အောင်မယ်။အဲ့ဒါတကယ်ကြီးပွားတာ။ ဟုတ်လားအဲ့လိုကြည်ပွားရှင်ရင်မလိုရလေတိကတပည့်တော်မိုက်လို့လွန်ကျုံမိပါတယ်ဆိုတာကိုမလိုရသလဲဝခံရတယ်နော်တပည့်တော်မှာပြည့်စုံတယ်လို့ဝခံရတယ်ခွင်လောက်ပါလို့လည်းပဲတောင်းမှရတယ်ပြီးတော့နာမလွန်ကျုံတော့ပါဘူးလို့လည်းပဲဂရိပြုရတယ်အဲ့ဒါဟာကြည်ပွားကြောင်းအချက်ပဲတဲ့အဲ့ဒါပြောချင်တာပါဟုတ်လား အဲ့ဒါကြောင့်ဇာရသဘလောက်ကြီးပွားသွားတယ်လဲဆိုရင်မြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်၃လအကြာပထမသင်္ဃာယနာ တင်ပွဲရဲ့သာသနာဒါယကာကြီး ဖြစ်လာတာအဲ့ဒါသူကြီးပွားသွားတာအရှင်မကသမရှင်အနန္ဒခေါင်းဆောင်တဲ့သံဃာတော်900ပထမဆုံးအချိန်တင်တဲ့သင်္ဃာယနာ ပွဲဟာရာဇဂျူသွားတင်တာအဲ့ဒီမှာအဇရသဘိညီကပြည့်စရာနှုတ်ခနော်ပစ္စည်းလေးပါထောက်စောင့်ရှောက်တဲ့တကားသူ လုတ်ခဲ့ရအဲ့ဒါကြောင့်အစရသရှင်မြင်းသည်ဘုရားမရှိတဲ့နောက်ပိုင်းကျမှသာသနာတော်ကိုအသက်အပ်ပြီးတော့ကြီးကျိုးတဲ့ဘာဖြစ်လဲသာသနာဒါယကပရမသင်္ဃာယနာရဲ့ဒါယကအဲ့ဒါတွေသူဖြစ်ပြီးတော့လောကုံမီမှာရှစ်သောခံပြီးအဲ့ဒီကလွတ်လာရင်ဘာဖြစ်မလဲပေးစေကဗုဒ္ဓဘာကျေးဇူးလဲဓမ္မဒေသနာ တရားနာရတဲ့ကျေးဇူးပဲသာဓမ္မဒေသနာရှင်တော်ဘုရားဟောကြားတော်မူတဲ့သာဓမ္မကိုပြန်လည်ဟောကြားနာကြား၍နေကြရခြင်းသည်ဒုတိယနှခုမြောသောဒုက္ခချမ်းသာခြင်းဟူ၍ဓာတ္တဘာကောင်းစွာ မသွင်းမတိုက်ပါပဲကောင်းသည် အာလန္ဒသူရကောင်းတွေကတ္တနဲ့အကတ္တပြောပါနဲ့ပါလဲလုံးမိပြီအဲ့ဒါတွေပြန်တွေ့စိတ်မအေးကြရင်တရားနာကြပါဗျာနော်အကတ္တကမလုံဖြစ်ဘူးဒါနအာလွန်သွားပြီမလုံလိုက်ရသီလမစောင့်တည်ဖြစ်ဘူးသမထဝိပဿနာအာမထုတ်ဖြစ်ဘူးအဲ့ဒီလို့ ကမ်းမှုတွေကို လွဲသွားလို့အချိန်ကလည်းလွန်နေပြီဆိုလို့ရှိရင်လေအ ਨੇ ဆုံးမလုပ်ကြမလဲတရားနာလိုက်ချာကတ္တနဲ့အာကတဒီတခုတွေ့စိတ်မအေးတာကိုအဘိဓမ္မာစလုံးပြောထားတယ်။ဘာပြောတာကုတ်ကုတ်ဆာဘာပြောတာအဲဒီကုတ်ကုတ်ဆာတရားကို how to remove ဘယ်လိုပယ်ပြစ်မလဲဆိုရင်တရားနာခြင်းဖြင့်ပယ်ကြရမယ်တဲ့ အဲ့ဒါကိုဘုန်းကြီးတို့ပြေသာ emphasizely နော် repeatedly ပေါ့လေ redo လောက်တာတဒ္ဓမဒေသနာဒုက္ခနောက်တတ္တိယသံဃာသာသာမေဂိသံဃာသာရှင်ပေါင်းဤလူအပေါင်းဤရှင်လူအပေါင်းတို့ဤသံမေဂိကိုစိတ်နေရညီညွတ်ကြခြင်းသည်တတ္တိယသုံးခုမြောက်သောဒုက္ခချမ်းသာခြင်းဟူ၍ ဓာတဘာကောင်းစွာမသွေမထိုက်ပါပဲကောင်းသတည်းတတိယဒုက္ခကဘာလဲလဲသာမက်ကီဒုက္ခပိသားရေဘာပြောမလဲဘုရားကစကားပြန်ဆက်မြတ်ဗုဒ္ဓနိဗ္ဗာန်ရွှေဘုံခေလုံးပြီ၃လအကြာ ရာဇကြောဝေပါရတောင်းတရမှာဘာလုပ်တယ်ပထမသင်္ဃာယနာနော် first great sangha council was called three months after demise of the buddha နော်ငါဘုရားကွယ်ပြီးတဲ့နောက်သုံးလအကြာရာဇကြောမှာဘာခေါ်လဲသင်္ဃာယနာတင်အဲ့ဒါသံဃာမညီညွတ်ရင်အဲ့ဒီသင်္ဃာနာပွဲပြစ် မြတ်စွာဘုရားပရိနိဗ္ဗာန်ဆံတော်ပရိသတ်ရှင်ရှင်သာရိပုတ်လည်းမရှိတော့ဘူးဒီတန်ကစီယုံကြီးတစ်ခုလုံးကိုအုပ်ချုပ်တဲ့ပထမအကြီးကဲက ရှင်သာရိပုတ်ဖရတဲ့စောပြီးတော့နိဗ္ဗာန်ကြွဒုတိယအကြီးကဲကရှင်မောကလဖရတဲ့စောပြီးတော့နိဗ္ဗာန်ကြွအဲ့ဒါလက်ဝဲရလဲရရလင်ယုံကြီးနှစ်ပါးမရှိတော့ဘူးလေဆိုရဒီတန်ကစီယုံကြီးကိုဘယ်သူဝင်ထိန်ရှင်မကသဘဝင်ထိန် အဲ့ဒါဒေဝရကသူ့အဘဆိုပြီးတော့လှုပ်သေးတယ်သူထိမ့်ပါမယ်နော်ဘုရားမပေးလို့ပေးလိုက်ရင်ဒုက္ခအဲ့တော့ရှင်မကသဝင်ထိမ့်တာကျန္နရိတန္တဘုရားနဲ့ပြင်းလေးပါဆံပြီးရောဘုဒ္ဓနာယောမှာတန်ခါခொနှစ်သိန်းစုမိတယ်ရောဘယ်လောက်လဲအဲ့ဒါဘယ်လိုလုပ်ထိမ့်မလဲဘယ်သူထိမ့်မလဲမလွယ်ဘူးဒီကိစ္စ အဲ့ဒီသံဃာ9သိန်းထဲမှာပုရုษေသံဃာတွေမပါဘူးလားအများကြီးပါတာပေါ့အရိယသံဃာထင်းရလွယ်ပေမဲ့ပုရုษေသံဃာထင်းရတာမလွယ်ဒါပေမဲ့သံဃာ9သိန်းရဲ့သဘောထားကဖျားမရှိတော့ဘူးဒီသံဃာအစည်းယုံကြီးကိုအရှင်မဂ္ဂသဗ္ဗထိမ့်ဖို့ရတော့တင်းကြီးတညွတ်တဲ့အကြီးကဲတင်မြောက်မယ်နော် တန်ခါစီယုံကြီးကကန့်ကွက်သူ တပါးမှမရှိ အကြီးငယ်ကိုဘသူတင်လိုက်တန်ခါညီညွတ်မှုနော်တပါးပါကထကန့်ကွက်လို့ဟာမဲခွဲရွက်ကွက်ပဲဘဲဘုံထောင်နေရရင်ဒုက္ခမလို့ဘူးအဲ့မှာအဆင်ပြေတယ်ရှင်မကသမအကြီးငယ်ဖြစ်ပြီးအဲ့ဒါရှင်အာနန္ဒတရားရင်ကောင်းမလားဆိုတဲ့အတွေးပေါက်တဲ့ပုဂ္ဂိုလ်တစ်ပါးမှမရှိဘူး တွေ့ပေါ့မှဆိုပေါ့ချင်စရာကောင်းတယ်ရှင်အနန္ဒာကဘုရားရဲ့ညီတော်မို့လားမြတ်စွာဘုရားသွားလီရဲ့တောက်လျှောက်ပါတယ်မြတ်စွာဘုရားဟောသမြပိဋကသုံးပုံနှုံးငုံဆောင်တယ်ဒါလို့မို့လားအဲ့ဒါဆိုလို့ရှိရင်ရှင်အနန္ဒာတင်ဖို့ကောင်းတယ်လို့တပည့်ကထပြောလိုက်ရင်ရှင်မကသဗ္ဗနဲ့ရှင်အနန္ဒာမဲများခွဲနေရမလားခဲ့လို့စဉ်းစားရင်ခဲ့ကတော့ဒါမျိုးတွေအများကြီးရှိတာပါ ela jiana na gala easy de ba shima gada ba dore ela riga danga nyinyo mu ye ane dha le de ke kha ji ela na shima gada ba ji ke phit twa ela ma shima gada ba ga ba byo le owada ga ban mi ji le twa le shi yin ban ni ga akol lo mi ji ma byo bye be ela ko sine ri ja kaung mi ang kaung pi de si mi ang si ma ပန်းကောင်းလှလှရမယ်ရှင်မကသောဩဝါဒအဲ့တော့မြတ်စွာဘုရားကိုကြွယ်သွားပြီဗမဏကြီးလဲတဲ့အတိုင်းပဲဘုရားစကားတွေအကုန်လုံးအယရှိမြင့်တာဗဖြစ်နေလဲပြန့်ကျင်းနေ systematically organize လုပ်ဖို့လိုတယ်ရှင်မရစီမံတော်မူဘုရားခုနှစ်သိန်းကအာဏာအပြစ်ပေးဟဲ့မင်းတို့ခုနှစ်သိန်းကြီးနဲ့တော့အလုံးလုံးလို့မဖြစ်ဘူးအကုန်လုံးခြိရှုပ်နေမှာဘူး ဆိုတော့မရှင်မြတ်စိတ်ကြဲရွေးတော်မူပါရှင်မကသဘကဘယ်နှပါရွေးလဲ900 900ရွေးလဲပြီးရောသံဃာ900ခေါ်ပြီးတော့ဘယ်တန်းပြီးသွားဘယ်ဘရင်အထောက်ပံ့တဲ့သင်္ကန်းနာပွဲလို့ရရင်ကောင်းမလဲဘရင်နေရှောင်းရှောက်ကြည့်လိုက်တာအဲ့ဒီမှာရှင်မကသဘကရွေးချယ်တဲ့တိုင်းပြီးကမကရတိုင်းရွေးတယ် ဖရာရဲ့မိရဲ့ဖရာဖြစ်တဲ့ကပိလဝတ္တေဝရဟတို့မသွားဘူးအဲ့ဒီကလည်းပြက်နေပြီဝိရဒုပဖြစ်ထားတယ်အဲ့ဒီပရိနိဗ္ဗာန်ဇံနဲ့ကုသိဏယုံကမန္လမင်းတွေကလည်းအင်အားချိနေတယ်ဟိုဘက်ကသာဝတိပဲကြည့်လိုက်ပြန်တော့လည်းပဲဝိသကအနာရပင်တို့လည်းဘာဖြစ်ကုန်လဲနတ်ရဇံကုန်ကြပြီဆိုတော့အာကုန်ရဇရသပဲကြံတော့တယ်ဆိုပြီးတော့မှဇရသစီသွားတာ အဲ့ဒါသိပိသားတွေဇရသမင်းကြီးရဲ့ကိုကြီးနဲ့ပထမသင်္ကာယနာနော်ဘာလို့တာလဲလို့မေးရင်မြတ်စွာဘုရားရဲ့စကလုံးတွေကိုစနေတကျစူးစီးတာဒီစင်္ကာနဲ့ဟောခဲ့တဲ့တရားတွေအကုန်လုံးကိုဘာလို့မှလဲစနေတကျစုအရှင်အာနန္ဒာအရှင်ဘုရားမြတ်စွာဘုရားနောက်တော့ကတောက်လျှောက်ပါ ဟောသမ ्या အရှင်ဘုရားမှတ်ထားတာဆောင်းထားတာနားထားတာအဲ့ဒါကြောင့်အရှင်ဘုရားသုတ်တန်ဒီသုတ်တန်ဒီကိုစနစ်တကျစူးစီးပြီးတော့ဒီအစည်းအဝေးမှာတင်သွင်းပြီးတော့လျှောက်ထားပါဘုရားဥပါလိရသော်ဘုရားရဲ့ဝိနည်းတွေကိုအရှင်ဘုရားကထိမ့်သိမ့်ထားတယ်အဲ့ဒါတွေကို စနစ်တကျစူးစီးပြီးတော့ဒီအစည်းအဝေးမှာတင်သွင်းပါဘုရားအဲ့ဒါဒီအရှင်မြတ်နှစ်ပါးတို့က သောတံဝိနိပြီးတယ်မှာကိုစတဲ့ကြစီစင်စူးစီးပြီးတော့တည်သွင်းတာအဲ့တော့သံဃာရှင်ဖန်လျောက်လို့လည်းပြီးရရှင်မကသပါကမေးတာရှင်ဘုရားမြတ်တပည့်တော်မေးခွန်းသုံးခုမေးပါမယ်ကိုရှင်အနန္တအရှင်ဥပါလိတော်တည်သွင်းသွားတဲ့ပိဋကသုံးပုံထဲမှာတိပိုးနေတယ်ထင်လို့နှုတ်เสียရပယ်เสียရများ မြင်တော်မူကြပါသလားဖျား No need to remove anything from the dipitaka ပဲဖြည့်တယ်လွန်နေတယ်ဒီတော့ဖြည့်ဆွဲเสียဟာခွဲ့များ တွေးကြပါသေးသလားဖျား Not necessary to add any new idea into dipitaka ပဲအသည့်ပိတကသုံးမှုနဲ့ထပ်ဖြည့်ဖို့လဲမလိုဘူးအဟံပိတကသုံးမှုကတစုံတစ်ခုမှလည်းပဲထုတ်ပြစ်เสีย မလို့ဒါဆိုလို့ရှိရင် ပုံစံမကြလို့အသစ်ပြန်ရေးဖို့နော် Do you have any idea to rewrite နော်ပြန်ရေးဖို့ရှင်ပြတော့စိတ်ကူးများ ပေါက်ကြသေးသလားဘာမှပြန်မရေးနဲ့အသစ်လည်းမထည့်နဲ့အဟောင်းလည်းမထုတ်နဲ့ပုံစံသစ်နဲ့ခင်မီစတိုင်မျိုးနဲ့လည်းပြန်မရေးနဲ့ဘယ်နဲ့ချက်အသစ်မထည့်နဲ့ ဟောင်းမနှုတ်နဲ့ပုံစံသင်းနဲ့ပြန်မရေးနဲ့အဲ့ဒါရှင်မကတ္တဝမူပဲအဲ့ဒါရှင်များတို့အာလုံးသဘောတူရဲ့လား Yes we agree unanimously ပေါ့ကံပယ်ရန်လုံးဝမရှိအာလုံးသဘောတူတဲ့ to show the you are agreement သဘောတူညီကြောင်းကို ပြဖို့ recite all together same time အာလုံး900တပြိုင်နဲ့ရွတ်လိုက်ကြစမ်းပါဗျာ ဆိုတော့မှဧဝမေသူတံဆိုရွတ်လိုက်ကြတာအဲ့ဒါတန်ခါညီညွတ်လို့ဖြစ်တာတဲ့ပြိဿကြီးဟုတ်လားပထမသင်္ကန်နာရဲ့ကျေးဇူးခဏသိမ့်သောတန်ခါဇီဝေကြီးမှာတန်ခါတော်တို့ရဲ့ဇီဝေကြီးမှာတန်ခါခဏသိမ့်တို့ရဲ့သဘောတူညီချက်တစ်ခုဒီကိုစူးစူးစီးစီးရနိုင်ခဲ့တာဘာလို့လဲရှင်မဂဒ္ဓဘာ ပြီးတော့မှအဲ့ဒီကနေ900ရွေးထုတ်ပြီးတော့မှဘုရားဟောပိဋကသုံးဘုံကိုစနေကြစီမံတော်မူခဲ့တာเนาะရှင်မကသဘရဲ့အဲ့ဒီဟာမူသုံးချက်တအသေးလည်းမထက်ကြနဲ့နှစ်ကအဟောင်းလည်းမနှုတ်ကြနဲ့သုံးကပုံစံအသစ်နဲ့လည်းပြန်မရေးကြနဲ့ရှိတဲ့အတိုင်းဒီပြုကြဘုရားဟောတာတဲ့ဒီအရှိအတိုင်းပဲအတည်ပြုကြ we shall convince no it's taught by buddha himself ဘုရားဟောတဲ့အတိုင်းပဲသဘောတူလိုက်ကြပါသူကြောင့်ပြဖို့မလိုရမလဲအာလောတံပြန်ရွတ်ကြဒါသင်္ကိတိခေါ်အဲ့ဒါကြောင့်ဒီကနေ့ဘုန်းကြီးတို့ဗာရလဲစနစ်တကြနိကေငာယံပိဋကသုံးဘုံကိုစနစ်တကြရတာတန်ခါညီညွတ်မှုကြောင့်ရတာဗျာတန်ခါမညီညွတ်ရင်မရဘူး သင်္ကသရှင်ပေါင်းလူအပေါင်းရှင်လူအပေါင်းတို့ဤဗမက်ကြီးကိုရောစိတ်ပန်းညီညွတ်ကြမယ်ဆိုရင်သင်္ကသရှင်ပေါင်းလူအပေါင်းရှင်လူအပေါင်းတို့ဤသမက်ကြီးကိုရောစိတ်ပန်းညီညွတ်ခြင်းသည်ကာယသမက်ကြီးစိတ်တသမက်ကြီးနဲ့ညီညွတ်ပြီးတော့ဆောင်ရွက်ကြခြင်းဟာတတိယသုံးခုမြောက်သောဒုက္ခ တိုင်းပြည်နဲ့သာသနာလူမျိုးပါ ချမ်းသာရောင်ချမ်းသာကြောင်းအကျင့်ကောင်းဟူ၍ဓာတပါကောင်းစွာ အမသွေမှတ်တိုက်ပါပေကောင်းသတည်းသမေခန္ဓာတပောသူခောသမေခန္ဓာကိုရောစီပိုင်ညီညွတ်ကြကုန်သောပုဂ္ဂိုလ်ရေတပောအကျင့်သည် တတတလေးကိုမြောက်သောသူခေါ်ချမ်းသာခြင်းပဲလေးကိုမြောက်ချမ်းသာကညင်ညွတ်တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရဲ့ချမ်းသာတယ်ညင်ညွတ်တဲ့ပုဂ္ဂိုလ်ရဲ့အကျင့်သည်ချမ်းသာအဲ့ဒါကတော့ဂောသိင်ကျင့်ထုံးဟာအကောင်းဆုံးပဲဂောသိင်ကဝိယမအရှင်နုရဒရှင်တရိယရှင်ကိမိလ၃ပါးနေတယ်မရကြသွားတယ်တပေါင်းလားတတော်လုံးရွက်တကြွေးနေတယ် ဟာဥယင်ကြီးလိုက်တာဟေးဘယ်လိုများလှပြင်ထားလဲတပိဏတော်သံမဲကြီးနဲ့တန်းစာဆင်ထားတယ်ဖေဟာဟာဘယ်လိုလဲသံမဲကြီးနဲ့လှပြင်ပုံလေးပြော့၆တွင်းနေတဲ့ဥယင်ကြီးပဲဖြစ်နေကစားဘာဖြစ်လဲညီညွတ်တဲ့ပုဂ္ဂိုလ်တွေနေတော့သိလှဘယ်လိုပြင်ထားတယ်လဲပြောဆိုတော့အနုရုဒ္ဓါကတပိဏတော်သည်တပိဏတော်ရဲ့စိတ်ကိုလျှော့ထားပြီးတော့နှစ်ပါးရဲ့အလိုကျနေပါတယ် ရှင်တရိယပြောတပည့်တော်စိတ်ကိုလျှော့ထားပြီးတော့နှစ်ပါးအလိုကျနေပါတယ်။ကိမိလပြောတပည့်တော်စိတ်ကိုလျှော့ထားပြီးတော့နှစ်ပါးအလိုကျနေပါတယ်။စုစုပေါင်းဘယ်နှပါးနေ။တပါးချင်းတပါးချင်းကိုယ်စိတ်ကိုမလှုပ်ထားလျှော့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 ထားတဲ့နှစ်ပါးစီနှစ်ပါးစီအတူနေပုံကိုယ်တွေကိုမလှုပ်ပေးလဲအလိုဖြစ်ဖြစ်ပေး။အဲ့ဒီလိုနေရ။ဟေးမင်းတို့ကအလိုကျနေကြဆိုမဖြစ်ဘူးအဲ့ဒါကွဲမှာ။ အရာကြောင့်သကံစိတ်တနိဂိပိတဝအိမေသံယေဝအာသမန္တနာစေတသာဝသေနဝတ္တမိဘာနေဘဂဝါဘုန်းတော်ကြီးတော်မူသောဟောမြတ်စွာဘုရားမယံတပိတော်တော်ညီနောင်၃ပါးအိမသမိဂောသိင်္ဂသာလဝနေဟောရိယဂောသိင်္ဂဥယင်ကြီးထဲမှာသကံစိတ်တနိဂိပိတဝမိမိတို့ရဲ့စိတ်ဓာတ်တွေကိုလျှော့ထားပြီးတော့မှ <laughs> အိမိသာယေဝအသမတဏံစိတ်တသဝတိနာအတုနေရှင်မြတ်နှပါရေစိတ်အလုံးလိုက်ပြီးတော့နေကြသဖြင့်အိမံကောသင်္ကသာလဝနဟောဒီကောသင်္ကဥယျကြီးကောသောပနလှပအောင်ကရောမပြုကြတဲ့ဘုရားလိုဘဂဝါနံဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကောအဝါဆောင်ရွှေနရောကြံ့အောင်လျောက်တရှာကြလေကောင်းတည်း နာနာယေကောနောပဏိကာယေကံသဗ္ဗနာမိញေစိတ်တံဗာတိဘဂဝါဘုံတော်ကြည်တော်မူသောအမျက်စွာဘုရားမယံတပိတော်တို့သည်နာနာကာယနာနာကာယဖြစ်ကြပေမဲ့ဧကံသဗ္ဗနာမိញေစိတ်တံစိတ်ကတော့တစိတ်သေးပါဘုရားပိဒါယေ နာနာကာယဧကစိတ်တာညောကြည့်လိုက် different body but single mind ခန္ဓာကိုယ်ကတော့တကိုယ်စီတကိုယ်စီပဲစိတ်ကတော့တစ်စိတ်တည်းရဲ့သုံးကိုယ်တစ်စိတ်အဲ့ဒါကညီညွတ်တဲ့ပုံကိုယ်ရဲ့အကျင့်ဖြစ်ပါတယ်တဲ့ကိုယ်အလိုလျှော့တာ အဲဒါကြောင့်ဗန္ဒီဘဂဝဘုန်းတော်ကြည်တော်မူသောအမြတ်စွာဘုရားမယံတပိတော်တော်ညီနောင်သုံးပါးနာနာဟိကာယကိုကာယတကောစီဖြစ်သလားပဲဧကံသဗ္ဗနာမင်းကြီးစိတ်တတစိတ်တည်းနဲ့နေကြတယ်ဘုရားလို့ဘဂဝတံဘုန်းတော်၆ပါးသိင်ဘုရားရှင်ကိုရမြတ်ကိုအဝါဆုံးရွှေနေတော်ကြအောင်လျောက်တရှာကြလေကောင်းတည်း အဲ့တော့မြတ်စွာဘုရားကအာဂေါသိငဥယျာဉ်ကြီးညီညွတ်မှုနဲ့တန်းစာဆင်ထားတယ်ဆိုတဲ့စကားတဏ္ဍကံရဖြစ်တော်လည်းပဲဧကစိတ်တနဲ့နေကြတယ်ဆိုတဲ့အကြောင်းလျောက်တဲ့စကားမိမိတို့ရဲ့စိတ်တတွေကိုရှော့ရှော့ပြီးတော့သူနေပုဂ္ဂိုလ်ရဲ့အလိုကြလေးလိုက်နေပြီးတယ်ဆိုတဲ့စကားကြားတဲ့အခါကျတော့မြတ်စွာဘုရားက သာဓုသာဓုအနုရုဒ္ဓ ခြေသာအနုရုဒ္ဓနန္ဒီယကိမိလာတို့သာဓုသာဓုမြတ်စွာဘုရားသာဓုခေါ်တယ်အဲ့ဒါအလုံးပဲသမက္ကနံတပောသူခောသဒုထဒုက္ခဆိုကြည့်လိုက်သမက္ကနံတပောသူခောဆိုကြည့်လိုက်သမက္ကနံတပောသူခောဒီလိုဆိုမြန်မာနိုင်ငံတော်ရဲ့ဒစိမ့်ပါနော် ိုင်ငံတော်ရဲ့လုဂိုပေါ့ဒစိပ်ပါရှင်သေးလေးနှကောင်နဲ့အလဲကောင်ကပြည်တော်စုမြန်မာနိုင်ငံတော်ရှင်သေးကဆောင်းလျှောက်တဲ့အိဗယ်ဒီကနုတ်ပန်းလေးတွေနဲ့အဲ့ဒီမှာရေးထားတယ်သမေဃာနံတပောသူခောရေးထားအင်္ဂတော်ဒစိပ်အဲ့ဒီဒစိပ်အုတ်ထုံးမှာတက်လိုက်ရင်တော့လူတကာရဲ့အုတ်ထုံးကခေါင်းပေါ်ရောက်တော့ခေါင်းပေါ်မှာပါရှိသမေဃာနံတပောသူခော အဲ့ဒီတည်းခြေသုံးနေမှုအကြီးကြီးတဲ့စားတော့ဘောင်းမရောက်နော်။တမေကန္နကိုရောစိတ်ပိုင်ညီညွတ်ချက်ကုန်သောပုဂ္ဂိုလ်ရောတပောအချင်းသည်ဒုက္ခတိုက်ပြီးနေသူမျိုးချမ်းသာရချမ်းသာကြောင်းခြင်းကဟူ၍ဓာတဘောကောင်းစွာ မသိမတ်ထိုက်ပါပဲကောင်းသတည်။အဲ့တော့ဒုက္ခ၄ပါးမှာနံပါတ်၁ ဘုဇောပါရဒုက္ခဘုရားပွင့်လို့ကဘာကြီးချမ်းသာလိုက်တာမိစ္ဆာတရားတွေအကုန်လုံးနောက်ဆုတ်ရနေ့ဓမ္မကိုဟောလို့လောကကြီးချမ်းသာလိုက်တာရှင်နဲ့ငရဲမျိုးတော်လောင်းနေတဲ့လူကြီးတွေတောင်ဘာဖြစ်လဲအေးသွားကြသောတိုင်ငံကြီးညွတ်လို့ချမ်းသာလိုက်တာပရမတိုင်ငံရဲ့တိုင်ငံကြီးညွတ်မှုစူးစီးနိုင်ခဲ့တဲ့တည်းကပိဋကသုံးပုံအစစ်အနှစ် စနစ်တကျဘုန်းကြီးတို့ရခဲ့လေရင်ညတဲ့ပုဂ္ဂိုလ်ရဲ့အကျင့်ဂေါသိင်္ဂဥယင်္ဂရှင်မြတ်သုံးပါးရဲ့ကျင့်ထုံးတိုင်းကိုယ်စိတ်ကိုကိုရှော့ရှော့ပြီးတော့သူတော်ဘအလိုလိုက်လိုက်ပြီးတော့နေပေးကြမယ်ဆိုလို့ရှိအဖြစ်လေသမေကာနံတဘောသူခောအဲ့ဒါတိုင်းပြည်ရောသာသနာရောအလုံးဘာဖြစ်ဖို့လဲချမ်းသာဖို့ဖြစ်ပါတယ်လို့ဒုက္ခ၄ပါးတရားနော်ဒီမှာပဲအစအဆုံးကိုလို့ပြီးသွားပါပြီ ဒီကံကိုမြတ်ဝေပြီးတော့ခန္ဓာသိကြရမယ်။ကံအလုံးဆိုကြ။အရှင်ဘုရားတရားသီလသာဂပညာလေးပြာသောတရားအညီအမျှထားရှိကြပါကုန်သောဘုရားတပည့်တော်သည်တတ္တမသုံးပြား ာသနာတော်ပြန့်ပွားရေးကိုပြည့်စိတ်သံ၍ပြည့်စိတ်သံ၍ဤနိဗ္ဗာန်မြတ်မလျက်ဤနိဗ္ဗာန်မြတ်မလျက်ဓမ္မသဘင်ဓမ္မသဘင်ရှင်ရင်ကြကာရှင်ရင်ကြဓမ္မဒါနဓမ္မဒါနတရားအလူတရားအလူအမြတ်အလူအမြတ်အလူဝေလူပါတော်ဤဝေလူပါတော်ဤကံမူဤ အစွမ်းတတ္တိသည်သာမုရှင်ဖြစ်ကောင်းသောသာမုရှင်ဖြစ်ကောင်းသောဗျာဒိဓာတို့ကိုဗျာဒိဓာတို့ကိုကမ္မဝတ်ကမ္မဝတ်ကိလေသာဝတ်ကိလေသာဝတ်ဝိပါကဝတ်ဝိပါကဝတ်ဒုက္ခခတ်သိဒုက္ခခတ်သိတန္တရာတန္တရာမိဒမိလျံမိဒမိလျံမိဘုံကြီးမိဘုံကြီးအပြစ်တိုင်းမိဒတိုင်းငြိယံ အသေတတ္တနိဗ္ဗာန်ပရမတ္တမရောက်ရောက်အောင်ဘုဆောင်နိုင်သည်ဖြစ်ပါစေသတည်းဤကောင်းမှုဘုသောဖို့ကို31ဘုံ31ဘုံရှင်လီကုံသောရှင်လီကုံသောလက်လူပြမလက်လူပြမတတဝါပေါင်းတို့အားတတဝါပေါင်းတို့အားအညီအမြ ဝိနပါကုန်၏ထထမြတ်စွာဘတ္တဝါတို့သည်ဤကောင်းမှုကိုရှားသိကြ၍အမြရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောအမြ